အတော်အိမ်မှာလာတဲ့ရင်သူဖြစ်သူမှာအတော်ဖြစ်သူကိုအာဓမပြုဖို့ကြိုးစားခဲ့တာကြောင့်အတော်ဖြစ်သူဟာတရက်ခန့်ရဲ့ရှာကိုကိုက်ဖြတ်ခဲ့ပါတယ်။အဲ့အခါမှာတော့တရက်ခန့်ဖြစ်သူဟာစိတ်တူပြီးအတော်ရဲလေပင်ကိုဝါယာကျုံနဲ့ပတ်ခါဓာတ်နဲ့လှိဖြတ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့6လပိုင်း9ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံနခေါပထုံခရိုင်စံဖရန်မျိုးကျဆန်းရွာမှာရှိတဲ့နှစ်ထပ်တိုင်းအိမ်တအိမ်မှာအသက်40အရွယ်နတ်ဆောင်ကဲရောက်ဆိုတဲ့အမျိုးသမီးတူအသက်ခံရကြောင်းထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်တဲ့အိမ်ကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။အခင်းဖြစ်ခဲ့တဲ့အိမ်ရဲ့ဒုတိယတန်းမှရှိတဲ့အိမ်ခံထဲမှာတော့အိမ်ရှင်ဖြစ်သူအသက်40အရွယ်နတ်ဆောင်ကဲရောက်ဆိုသူဟာ ိတ်ခံရဲ့ကြံမြင့်ပေါ်မှာလဲကြတိဆုံနေပြီးလေပင်မှာတော့ပြက်ရှားတန်းရာနဲ့အဖေါ်ကားနေအဝင်းနဲ့အုပ်ထားပြီးသွေးအိုက်ထဲမှာတိဆုံနေခဲ့တာဖြစ်ပါတယ်နောက်ပြီးတိဆုံသူ့အမျိုးသမီးရဲ့ပါဇက်ထဲမှာအသားသုံးတဲ့သူ့ရဲ့အရာတစ်ခုကိုတွေ့ရှိခဲ့လို့စစ်ဆေးကြည့်တော့အဒီအသားတုံးဟာရှာဖြစ်နေပြီးတိဆုံသူ့အမျိုးသမီးရဲ့ရှာမဟုတ်ဘဲအခြားသူတူဦးတယောက်ရဲ့ရှာဖြစ်နေခဲ့ပါတယ်နောက်ပြီးအခင်းဖြစ်ခဲ့တဲ့အိမ်ရဲ့အောက်ထပ်မှာတော့တရက်ခံဖြစ်သူအသက်29နှစ်အရွယ်အိုက်ဆိုသူဟာခန္ဓာကိုယ်မှာလက်တယ်နဲ့အကုတ်ခံရတဲ့ဒဏ်ရာတွေနဲ့အိပ်ပျော့နေခဲ့တာကြောင့် ထန်းရဲတပ်ဖွဲ့မှစစ်ဆေးမိမြန်ခဲ့ပါတယ်။နောက်ပြီးတရက်ခန့်ဖြစ်သူဟာစကားပြောတဲ့အခါမှာစကားမပြီးပဲရှာဟာလုံထွေးနေခဲ့တာကြောင့်သူ့ရဲ့ပါဇက်ကိုစစ်ဆေးကြည့်တော့အိုက်ဆိုသူရဲ့ရှာထိုင်ဟာပြတ်နေခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းတင်းမပြောတာကတော့ဒီမတိုင်ခင်အရင်မှတရက်ခန့်ဖြစ်သူဟာကကြနာဘူးလီမျိုးကနေနခေါပထုံမျိုးမှအလုရှာမယ်ဆိုပြီးတက်လာခဲ့တယ်။နခေါပထုံမျိုးကိုရောက်တော့အတော်ဖြစ်သူရဲ့အိမ်မှာခနာတဲမယ်ဆိုပြီးတောင်းနေရကနေအတော်ဖြစ်သူကိုအာသမပြုဖို့အတွက်ဖန်ချုပ်ခဲ့တာကြောင့်အတော်ဖြစ်သူဟာတရက်ခန့်ရဲ့ရှာကိုကြိုက်ဖြတ် ခဲ့ပြီးတယောက်နဲ့တယောက်တိုက်ခိုက်ကြရတာကနေတရခန်ဖြစ်သူအိုင်ဆိုသူဟာအတော်ဖြစ်သူရဲ့လဘင်းကိုဝါယာကျုံနဲ့ပတ်ပြီးလဘင်းကိုဓာတ်နဲ့လှီတက်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတရခန်ဖြစ်သူဟာပြစ်မှုကျူးလွန်ပြီးနောက်ပိုင်းမှာသူကိုယ်သူအဆုံးစီရင်ဖို့အတွက်လဘင်းကြိုးချိခဲ့ပြီးကြိုးပြတ်ကြခဲ့တာကြောင့်ကျမ်းမြင့်တဲ့ခေါင်းနဲ့ဆောင်းခါဥကောင်ယိုအပ်သွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တရခန်ဟာထွက်ပြေးမနိုင်ခဲ့လို့တဆိုင်ရာတွေရောက်လာတဲ့အခါမှာအဖမ်းခံခဲ့ရတာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရခန်ကိုစေယုံပို့ပေးခဲ့ပြီး ီဆရာဝန်နဲ့စေကူတာမှုပြုလုပ်ပြီးသွားခြင်းအမှုနဲ့ပတ်သက်ပြီးစစ်ဆေးကတရက်ခန့်ကိုအေးအေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရတယ်။